ဒီကဘာဟာမောင်မိုက်ဒီဖုံးလွှမ်းရင်ခုန်သံခံစားချက်တနဲ့ရှင်တလာသူထောင်ရခီလမ်းမှာနာချင်စွာညှိတွားသံစဲကိုရောရဲ့အနာတို့ကျွန်တော်ကရှမ်းမြောက်ပိုင်းကဝန်ထမ်းတဦးဖြစ်ပြီးကျောင်းသားအားကစားဝတ်စုံများဝယ်ယူရန်တင်ကားရကျော်အားမန္တလေးမြို့ဘန်ခွဲတုံးကိုလွှဲလိုက်ပါတယ် ဗမာငွေထုတ်ပြီးစတိုးဆိုင်ရှိရောက်တဲ့အခါလူတဦးကဟေးစရာဘယ်တော့ကရောက်တယ်လဲလို့လာနှုတ်ဆက်ပါတယ်။အဲ့ဒီအချိန်မှာအခြားလူနှစ်ဦးကဆိုင်ကယ်ဖြင့်ရောက်လာပြီးဒီနေရာကိုအရေးပေါ်သွားခြင်းနဲ့လိုက်ပို့နိုင်မလားငွေတထောင်ပေးမယ်လို့ပြောလာပါတယ်။ဟာဒီလိပ်စာကိုငါတိတယ်ဆရာသွားရအောင်ငင်းကြီးလေးတထောင်ဆိုတာမနေဘူးတယောက်တဝက်ခွင့်မယ်ထမင်းလဲအတူတူစားကြမယ်လို့ဟိုလူကပြောတဲ့အတွက်အလိုလိုသူဆိုင်ကယ်နောက်တက်ပြီးသားဖြစ်သွားတယ်။ နိုင်ဝက်ကြော်ဆိုင်ကအမြန်ဆုံးမောင်းပြီးတခါမှမရောက်ဘူးတဲ့မြေကန်းနှပ်ပြီးအိမ်ဆုပ်အိမ်ပြက်ထဲသို့ခေါ်သွားပါတယ်။အိမ်ထဲမှာဒေါက်တာရှီကင်ဆောင်ထားတဲ့လူလေးကြီးတွေ့ရပြီးကျွန်တော်ကြောပိုးအိတ်ကိုခြားထားဖို့ပြောကြတယ်။ကြောပိုးအိတ်ထဲမှာငွေထဲထားတာသူတို့တီထားကြတဲ့အတွက်ကြောပိုးအိတ်ချရင်မင်းအသက်လွတ်မယ်မချရင်တော့လောင်းကိုမြေထဲပစ်ချမယ်လို့ချိန်ချောက်ပါတယ်။ထိုအချိန်မှာဆူတောင်းဖို့စိတ်ဆန္ဒပြင်းပြပေမဲ့သူတို့လက်ထဲမှာလက်နက်အစင်တင် ဝိုင်းထားကြတဲ့အတွက်မျက်စိမမိတ်ရဘူးကြောပိုးအိတ်လည်းမချနိုင်တယ်လို့ဘာမှလည်းမပေးနိုင်ဘူးဒါပဲပေးနိုင်တယ်လို့ငွေချက်တထောင်ကိုစံပြင်ပေါ်ချလိုက်ပါတယ်ကက်သလစ်ခရစ်ယာန်မဟုတ်ပေမဲ့ခမဲတော်သားတော်တန်ဆင်တော်ဝိညာဉ်အမတ်သားလုပ်ပြီးကြီးကြဒီမာမင်းတို့ဘာလုပ်တယ်ဆိုတာငါကိုကွယ်တဲ့ဖရာသခင်အကုန်သိတယ်မင်းတို့လုပ်သည်မအကုန်ဖော်ထုတ်မယ်လို့ဆုတောင်းပါတယ်ဆက်ငါဆက်ကမ်းမကြပါဘူး ကျွန်ုပ်ကိုစခေါ်တယ်သူကဆရာချင်းနေမကောင်းဘူးတွားရအောင်လို့လက်တွဲပြီးအပြင်သို့ခေါ်သွားပါတယ်။စိုက်ကားကိရောက်တဲ့အခါကျွန်ုပ်ပေးတဲ့ငွေတထောင်ကိုပြန်ပေးပြီးလွတ်လာပါတယ်။ဖျားသခင်ဟာအိမ်မင်းငိုက်ပြောခြင်းမရှိဘဲတေမင်းအိမ်၌ရှောက်သွားတဲ့အချိန်မှလည်းဆူတောင်းတဲ့အခါချက်ချင်းအပြေပေးတဲ့ဖျားဖြစ်ကြောင်းကိုတွေးဖြစ်ရမှန်ကိုတတိခံဝေမျှလိုက်ပါတယ်။ကျမ်းနာသူအရောက်တိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေအာမင်။